ကကလကကဝတ္တဝတ္တဒုက္ခဒုက္ခနိဗ္ဗာန်နိဗ္ဗာန်နိဗ္ဗာန်ဘုံယူမိတာပေါ့ तू อ่ะဒီကိုယ်ကြီးမလုတ်ခင်နေရ तू ရမ်းပျော်နေတာပြောပြောပြတော့သူရင်ထဲမှာဆိုလို့ရှိရင်ဒါကြီးကိုဘယ်လိုလုပ်မှာဘယ်လိုလေးစီစဉ်ထားတာအဲ့ဒါတွေကိုသူပြောပြတယ်အဲ့ဒီကသူ့အတွက်ပီတိတွေတဲ့အများအားဖြာမိပါတယ် ဟိုစိတ်လည်းချမ်းသာပါလေတမီးကိုဆိုလို့အမြဲတမ်းပြပြတမီးလို့မဆူကအရန်ဝင်းတာနေတာလို့ဒါကြီးကိုလုံးဖို့အမေလည်းကူယူပါလေလို့အဲ့ဒါမျိုးပြောပြတာတမီးကလေအဲ့ဒီအလူပွဲကအတေတို့သားမိလောက်ဘူးလေအရင်တော့ကလေရှင်တရားရှင်ပါလေလောက်ဘူးလေအဲလောက်ဘူးလေအခုတမီးကဒီလိုထပ်လောက်တယ်သူ့ကလေးတွေကိုအဲ့လိုလောက်ပေးရပါ냐ဆိုတော့စိတ်ထဲမှာအရင်ကဝမ်းတာပြီးဖြစ်ပါလေ အာအမအကိုအကုန်လုံးပါရမီလာဖြစ်ပေးကြတဲ့အတွက်လည်းတကယ်ဝမ်းမန်းတသာနဲ့ကျေးဇူးများကြီးတင်ပါတယ်အမဟိုအမကလေးတွေကိုအမအကိုသားသမီးလိုပဲအမချစ်တာဖြစ်တဲ့အတွက်အမဒီကလေးတွေကိုလှုပ်ပေးဖို့ရာအတွက်ကိုအမတော်တော်လေးစူးစမ်းရတယ်တော်ရုံတန်ရုံလှုပ်ပေးရင်လည်းရပါတယ်အပဆန့်လည်းတိတ်မကုန်အောင်အချင်းချင်းမီလှုပ်ပေးလို့ရတယ်ဒါပေမဲ့အမကလေးတွေကိုအမလူတန်းစီနေနိုင်အောင်အမလှုပ်ပေးတယ်ဆိုတဲ့စိတ်နဲ့သူတို့တစ်ချိန်ကျရင်သူတို့မိမမယ်ဆိုတာသိတယ်ဆိုရင်တော့ တို့ဒီဓာတ်ဆီအောက်မှာမတင်ငယ်ပဲနဲ့တို့ပေါ့နော်အဲသူများကလေးလိုလုံနိုင်နေ၊ကြိုင်နိုင်နေ၊စားနိုင်နေဆိုတော့ confident တွေရှိစေခြင်းနဲ့သူကပျော်ပျော်ပပနဲ့ဘွားကိုဖျက်တမ်းစေခြင်းနဲ့အဲ့ဒီရွယ်ချက်နဲ့အမအများကြီးကြိုးစားပြီးလုပ်နေတာကလေးတွေကိုကျင်းစာလို့ပေါ့နော် ပြီးတော့အမကလေးတွေကလည်းအမကြီးလာမှမွေးတဲ့ကလေးတွေတယောက်မှမပါဘူးဒီမွေးကင်းစာတွေကအမနှုတ်တိုက်ပြီးတော့မွေးလာတာဖြစ်တဲ့အတွက်အမတယောစင်ရောချစ်တာရောအကုန်လုံးအတူတူပဲပေါ့နော်အဲ့တော့အမကလေးတွေကိုအမဒီလိုမျိုးလေးလှုပ်ပေးနိုင်အောင် နောက်လွန်ခဲ့တဲ့3နှစ်လောက်ခရီးကအမှစူးစမ်းပြီးတော့ပတ်စံစုရတယ်။အဲဒီလိုမျိုးခိုင်းနှားလုပ်ပေးဖို့ဆိုရယ်ပတ်စံချက်ချင်းမရအောင်လीအဲ့တော့ကိုယ့်ရဲ့အမှုပညာလောကကြီးလည်းပါတယ်ခုနှစ်သားသမီးအလူရှင်တွေလာလို့ရင်လည်းဒီအတွက်ဆိုပြီးတော့ရည်ရွယ်ပြီးတော့အမှပတ်စံစုတယ်အဲ့တော့ဒါအခုချိန်မှာဆိုရင်တော့အမရဲ့မွေးနေ့မိနစ်ထက်ဆိုမှမွေးနေ့ပေါ့နော်အဲမိနစ်ထက်မှမွေးနေ့မှာဆိုလို့ရှိရင်ဒါဆရာတော်ဖျားကြီးကနေပြီးတော့အမရဲ့မွေးနေ့မှာလည်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့လှုပ်လိုက်ပါဆိုတာနဲ့အမရဲ့ရည်မှန်းချက်ကြီးအကောင့်ထဲပေါ်လာနေတာပါ ီတိဖြစ်ပါလေဝမ်းသာပါလေခုံယူပါလေဒီလိုနော်ဟုတ်ကဲ့အမေမေစိတ်ထဲမှာဆိုပို့ပြီးတော့ဝမ်းသာနေမှာပါဟုတ်ကဲ့အဲဆိုတော့ तू ကမိဘတယောက်ဖြစ်တဲ့တွေ့ရဲ့ဒီ ဟိုသူ့သမီးဒီလိုအောင်မြင်မှုတွေရလာလေစူးစမ်းအထုံမှုတွေဟောတခြားကလေးတွေကိုပြုစုနိုင်တယ်သူဝင်းတာကုန်ပါတယ်ဒီတိုင်းမဲ့ဟိုဆွနေမွေရဆွနေမွေတို့ခေါ်နေကြဆိုတော့လေသူကအမြဲတမ်းဖုန်းဆက်ပြီးပြောပါတယ်တီချူကြီးသမီးဘာတွေလုပ်မလဲဘာလုပ်မလဲဆိုတော့အော်လို့သူ့ရင်ထဲမှာတော်တော်လေးတော့ပြောနေရှာမှာပဲလို့သူ့အတွက်လည်းကုန်ယူပါတယ်ကိုလည်းဒီနေရာမှာကိုလည်းမိခင်တယောက်ဆိုတော့ဒီနေရာမှာနေပြီးတော့စာနာကြည့်ပါတယ်သူ့အတွက်လည်းအများကြီးကုန်ယူပါတယ်နော် မကကလေးတွေကိုဘာကြောင့်ကိုချင်းစာတတ်တာလဲဆိုတော့အမကလည်းဘာဖြစ်ဖြစ်အမကလည်းဒါအမက အဖေမရှိဘူးပေါ့နော်ငငယ်တွေကဒီခံစားချက် ကကြတော့ဒါကိုယ်တိုင်ခံစားမှုမှာပဲတည်ပါလေအဲဆိုတဲ့အခါကျတော့ကိုကဘလို့ပဲပြည့်ပြည့်စုံစုံနဲ့ကြီးပင်ကြီးပင်အမဆိုလို့ရှိရင်အတော်ရီမီနေချာမှာအဲမေတ္တာဆိုလဲအများကြီးရတယ်ဟဲ့လားအကုန်လုံးကနှွေထွေးမှုတွေရှိရယ်ပြီးရင်အမဆိုလို့ရှိရင်လဲဒါမိသမီးဖြစ်လာအောင်အမတော်ရီအမဖေးဆုံးရတယ်အမဖေးကြီးဆိုလဲအများကြီးမိအောင်ဖျောက်ပေးတယ်ဒါပေမဲ့ကလေးတွေရဲ့စိတ်တွေကစေကြော်တဲ့အရွယ်ဆိုရင်ကိုကကိုထရမှာရတာနော်အဲဒါငါ့မှာအဖေးမရှိဘူးဆိုတဲ့ဟာကကိုကကိုတိမ်နေတာဒါကလေးတိုင်းဖြစ်မဲ့စိတ်မျိုးပေါ့ ော့ဒီကလေးတွေဆိုရင်စုပြေကန်ကလေးတွေပါတယ်မိမအဲနှစ်ပါးလုံးမရှိတော့တဲ့ကလေးတွေပါတဲ့ခါမှာသူတို့စိတ်ထဲမှာအမားတို့အခုလိုခံစားရတာတည်းအစတရာလောက်သူတို့ခံစားနိုင်တယ်အဲ့ဒီတော့ကြအမားကကိုကျင်းစာရဲ့စိတ်နဲ့အမားဒီကလေးတွေကိုမွေးဖို့ဆိုပြီးတော့အမားဆုံးဖြတ်ပြီးတော့ဒါမဲ့မမွေးခင်မှာလည်းတော်တော်လေးစဉ်းစားမွေးနိုင်လားစိတ်အဆက်လုံနိုင်မှာလားဘယ်လောက်ထိတောင်းဝင်ယူနိုင်မှာလဲဆိုတော့မိကုန်းတွေအများကြီးကိုအမားဆုံးဖြတ်ချက်တစိချင်းချပြီးတော့မှအမားဒီကလေးတွေကိုပြုစုပြောင်းထောင်တဲ့ဒီကိဟာကိုစပြီးဖွင့်နေတာပေါ့နော်အဲ့လိုဖွင့်ပြီးတဲ့နောက်ပိုင်းမှာအမားကလေးတွေကိုအမားအသက်ရှင်နေသေးတယ် အမကတော့အစွမ်းကုန်လူနိုင်စီအနေနဲ့အောင်အမကြိုးစားမယ်ပြုစုပြုထောင်မယ်ဝမ်းသာတာပေါ့ကိုကလေးတွေအရှင်တော့ကလည်းရှင်တရားရှိပါလဲပြုတ်ဘူးတယ်တခြားမိဘမဲ့ကလေးတွေအเจ้าမှာလည်းဒီလိုမျိုးကုသိုလ်လုပ်ရင်းနဲ့အများကြီးလုပ်ပေးမှုတယ်ပေါ့နော်ဒါပေမဲ့ခံစားမှုကကြတော့ဒါကတော့ကိုကလေးတွေဆိုတော့စိတ်ဖြစ်သွားတာပေါ့နော်ကိုကလေးတွေကိုငငယ်လေးကမွေးလာတဲ့ကလေးတွေဆိုတော့စိတ်ဖြစ်သွားတော့ပိုတနာတယ်အာပိုတနာတယ်ပိုခံစားရတယ်ပေါ့ အမေရတယောက်တည်းကိုအမေရနေရတောင်းရမှာမဟုတ်တာအမေရတယောက်တည်းဆိုဒီပုံစံနဲ့အကုန်လုံးဒီလိုမျိုးပဲဟိုလိမ္မာရင်ကြီးအောင်တွင်တင်ဆုံးမထားရတာပေါ့နော်ဒါပေမဲ့ကလေးတွေကလိမ္မာပါတယ်တော်တော်ဘာအများနဲ့တွားရတာဖြစ်တဲ့အတွက်ကြောင့်မလို့အခုဆိုရင်ဒါတော်တော်လေးလိမ္မာလဲအကုန်လုံးကတွေ့ရတွေ့ကြမှာအဲဆွဲတာလွဲတာဟိုဆော့တာတိောက်မှမရှိဘူးအဲ့လိုမျိုးဖြစ်အောင်လဲဒါအဲ့အကြောင်းလဲပြင်ပန်းခံပြီးငယ်ငယ်တည်းကမွေးရတာအဲကြီးလာမှဆိုရင်ကလေးတယောက်ကပြုတ်ပြင်ဖို့ဆိုတာခိုင်ရင်သွားပြီအဲ့တော့ကြီးလာမှကလေးတွေလာပေးတယ်ဒါပေမဲ့အဲ့က ကလေးတွေကြတော့စောင့်ရှောက်ဖို့အတွက်ကိုနောက်ထပ်စ조사အောင်မယ်ဒီဟာတွေလောလောဆယ်တော့ဒီစွန့်ပစ်ခံကလေးတွေလားအခုလိုမျိုးတနာစရာကောင်းတဲ့ရင်ဝင်ပိုက်ကလေးတွေကိုပြည့်စုံပြောထောင်တယ်ဆိုတဲ့ရည်ရွယ်ချက်ကလည်းကုတ်ကလေးဖြစ်စီခြင်းလို့ငငယ်လေးကမွေးတာဒါကြောင့်ငငယ်လေးကနေပဲရင်ဝင်ဟိုဟိုဘယ်လိုပြောရမလဲမွေးရဖြစ်တဲ့အတွက်ကြောင့်မလို့ကလေးတွေအခုလိုမျိုးလိမ်မာရေးကြအောင်တွန်နေဆုံးမနိုင်တာပေါ့အကြီးလာမှဆိုရင်ပြင်ရမယ်တို့ကအကုန်သိတယ်ချစ်ချောက်ရိုသေးမျက်လုံးနဲ့တစ်ချက်ပဲကြည့်လိုက်တယ်မကြိုက်ဘူးဆိုမျက်လုံးနဲ့တစ်ချက်ပဲကြည့်လိုက်တယ်တို့ကအခုချိန်ဒီတစ်ခါမှမကြိုက်ဘူး လမ်းလည်းကြပြားနဲ့ချားမှမတို့စိတ်တော့သူတို့ပဲစိတ်ကောက်တာအဲအဲ့လိုမျိုးကိုယ်ကပြန်ကောက်တာပေါ့နော်အဲ့လိုမျိုးပေါ့ဒါပေမဲ့သူတို့ကလိမ့်ပါတယ်အကောင်လုံးကလည်းတော်တော်များများအပြင်ထွက်ထွက်တာပဲဖြစ်ကျောင်းသွားတယ်ဖြစ်အကောင်လုံးကလိမ့်ပါတယ်လို့ပြောတယ်အဲ့ဒါကကိုယ်ကဂုဏ်ယူရတာပေါ့နော်အကောင်လုံး140မှာ140တော့ကိုယ်ပြောက်တဲ့နံပါတ်ပေးတာနော်အဲဒါကအားရေကောင်းမှသွားရင်လည်းကောင်းမှစဉ်းစားရတယ်။ခါကြရဲ့လည်းအဲ့လိုမျိုးဟိုအရင်မှအားတဲ့အချိန်တောင်မှဒီခါကျအဲ့ဟာကိုစဉ်းစားရတယ်။ခလေးတွေဘာလို့ပဲလဲ။အခုတရား sorry ညီမလေး တရာမှာ140ဖြစ်သွားပြီ140လုံးอ่ะဘသူကိုယ့်အကုန်နဲ့မပေးထားတာအဲ့အကုန်မှတ်မိတယ်ဘာဖြစ်ဖြစ်အခုလိုကလေးတွေကိုတာနာပြုပေးနိုင်နေဆိုတာပြီးကလေးတွေကိုချစ်တဲ့ပြည့်တတ်တွေရှိလို့လဲလုပ်ပေးနိုင်တာပေါ့နော်ကလေးတွေကိုလည်းမချစ်မချစ်တဲ့သူကိုယ့်ကိုလည်းမချစ်တဲ့သူဆိုလို့ရှိရင်ကိုယ်လည်းစရဖြစ်ရမယ်ရောက်မလဲဘယ်လောက်ပဲကြိုးစားကြစားအဲ့ဒီအတွက်ကြောင့်မလို့တာနာပြုဖို့အတွက်ကလေးတွေကိုအခုလိုမျိုးလုပ်ပေးဖို့အတွက်အဲချစ်ပေးကြတဲ့ပြည်သူပြည့်တတ်တွေအကုန်လုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ် ကပေးတရရဲ့မေတ္တာတရားလည်းအများကြီးပါတာပေါ့နော်အခုလိုအောင်မြင်နေတာ